ရေးကြီးရတော့လူတော်တော်များများပါသွားတာတော့အသက်60အောက်မှာဘာမှလည်းသေချာမစစ်ဆေးရသေးဘူးအဲဒီမကြခဏဘိုင်းအောင်ဘိုင်းနာဖြစ်နေတယ်ဆိုတော့အဲ့လိုလူတွေမှာတော့အဆိုင်ပိုးရှိမရှိကိုစစ်တင်နေရှိရင်ကုတင်နေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အဆိုင်ဦးလမ်းကြောင်းဒဲကြီးလမ်းကြောင်းနဲ့မွန်ချိုရောဂါတခုတမတော့ဒေါက်တာညင်းကိုရင်ဖြစ်ပါတယ်ဘလိုလူတွေကိုအဆိုင်ပိုးရှိမရှိစစ်တင်လဲဘလိုလူတွေကိုကုသတင်လဲဆိုတဲ့အချက်ကိုထပ်ပြီးဆွေးနွေးသွားခြင်းနဲ့ အဆိုင်ဘိုးစစ်စေးကုသတင်းတဲ့သူတွေဘယ်လိုသူတွေကိုကုပါဆိုတာကတော့ American College of Gastroenterology ACG guideline 2024ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ဟာလေးကအဲအဲ့ဒါကိုအခြေခံပြီးတော့ကျွန်တော်တို့ဆွေးနွေးရမှာဖြစ်တယ်။အဆိုင်ဥသိမ်းမှာအနာရီရှိနေတယ်ဒါမှမဟုတ်အဆိုင်ဥသိမ်းမှာအနာရီရှိဘူးတဲ့ဆိုတဲ့လူတွေကတော့အဆိုင်ဘိုးစစ်တင်နဲ့အဆိုင်ဘိုးရှိရင်ကုတယ်။နောက်တစ်ခုပြန်ရောချိတ် ကင်ဆာအမျိုးအစားတစ်မျိုးဖြစ်တဲ့ mock lymphoma ဒီလိုမျိုးအစားပြင်ရောကြိတ်တွေကိုအစာအိမ်ထဲမှာမန်ချောင်းကျင်းတာတွေးခဲ့သည်ဖြစ်စေအဲ့လိုမျိုးဆိုရင်တော့အစာအိမ်ပိုးရှိမရှိကိုချစ်ဆေးပြီးတော့ရှိရင်ကုသတင်တယ်နောက်တစ်ခုရေးကြီးရတော့လူတော်တော်များများပါသွားတာတော့အသက်60အောက်မှာဘာမှလည်းသေချာမစစ်ဆေးရသေးဘူးအေးမကြခဏဘိုင်းအောင်ဘိုင်းနာဖြစ်နေတယ်ဆိုတော့လူတွေပေါ့နော်အဲ့လိုလူတွေမှာတော့အစာအိမ်ပိုးရှိမရှိကိုစစ်တင်နေရှိရင်ကုသတင်တယ် အသက်60လို့ဘာလို့ဖြတ်ထားလဲဆိုတော့အသက်60အထက်မှာဒီလိုမျိုးဘိုက်ကတိကောက်တွေဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ကစိုင်းမှန်ပြောင်း ကြည့်ပြီးတော့စစ်ဆေးကုသမယ်အုပ်စုတွေကိုရောက်သွားလို့ဖြစ်တယ်အသက်60အောက်ဘိုက်ကတိကောက်ဖြစ်တဲ့လူတွေကို စိုင်းဖို့ရှိမရှိစစ်ပြီးတော့ရှိရင်ကုသတင်တယ်နောက်တစ်ခုကတော့ functional dyspepsia လို့ခေါ်တဲ့အစာရင်တုံ့ပြန်မှုမမှန်လို့ဖြစ်တဲ့ဘိုက်အောင်ယောဂါပေါ့နော် ဒါတော်တော်ဖြစ်များရတဲ့မှာပါတယ်ဘိုင်းအောင်တဲ့လူတွေရဲ့ရာခိုင်နှုန်းတော်တော်များများရဲ့မှာဒီ functional dysplasia ဆိုတဲ့အုပ်စုတွေကိုရောက်သွားကြတာများတယ်ဒါပေမဲ့ဒါစစ်ဆေးပြီးတော့တခြားအစာရင်ပြဿနာတွေမတွေ့ဘူးဆိုရင်ပေါ့နော်ဒီမျိုး functional dysplasia အစာရင်တုံ့ပြန်မှုမမှန်လို့ဘိုင်းအောင်နေဆိုပြီးတော့သတ်မှတ်တယ်အဲ့လိုမျိုးအုပ်စုတွေလို့ယူဆပြီဆိုရင်လည်းအစာရင်ပိုးရှိမရှိတော့အရင်စစ်ကြည့်လိုက်အောင်စစ်ကြည့်ပြီးတော့တွေ့ရင်တော့ကုသတင်တယ်ဆိုပြီးတော့သတ်မှတ်တယ်နောက်တစ်ခုရေးကြည့်တာတော့အစာရင်ပိုးရှိတယ်ဆိုပြီးတော့ဒီ စသေးနီးမျိုးမျိုးနဲ့စစ်ပြီးတော့တွေ့လာတဲ့လူနာတွေပေါ့အဲသူရဲ့အတူနေတဲ့အိမ်သူအိမ်သားတွေမိသားစုဝင်တွေအဲသူတို့လည်းဆိုင်ပိုးရှိမရှိစစ်တင်နေရှိရင်ကုတင်နေနောက်ထပ်အရေးကြီးတာက အကြိုက်ခဲပြောင်စေးတွေကိုညာနာတာရှည်တောက်ဖို့လိုတဲ့ယောဂတွေရှိနေတယ်ပေါ့နော်အကြောင်းအကြိုက်ခဲပြောင်စေးတွေဒါမှမဟုတ်ရင်လည်းနှလုံးသွေးကြောချင်းတွေတို့လေဖြန်းနေဖြတ်တယ်တို့ဒီလိုယောဂတွေဖြစ်လို့သွေးကျဲစေးတွေ aspirin တို့ ကလိုဘီဒိုဘရဲတို့ဒီလိုမျိုးသွေးကြဲသေးတွေကိုရှားရှည်သားရအောင်မယ်ဆိုတဲ့လူတွေအဲ့လိုလူတွေမှာစာရင်ဘိုးရှိမှရှိစစ်ဆေးပြီးတော့ရှင့်ရင်ကုထားတဲ့နဲ့အကုထားရင်နောက်ဆက်တွဲစာရင်ပွင့်ရောင်တာတွေစာရင်သွေးယိုတာတွေဖိုင်နန်အနာဖြစ်တာတွေအဲ့ပြဿနာတွေဖြစ်များတယ်နောက်တစ်ခုဘာအကြောင်းအကြောင်းတော့သိရှာလို့မရဘူးဒါပေမဲ့ မကြာခဏသွေးအားနည်းယောဂါပေါ့နော်သွေးနီတဲ့အားနည်းတာပေါ့စစ်ကြည့်လိုက်ရင်သွေးနီတဲ့အားနည်းယောရှိတယ်ဆိုတော့သွေးနီတဲ့အားနည်းနေတယ်ဆိုတော့လူနာတွေမှာလည်းအစာရင်ဘိုးစစ်ဆေးကုသတယ်နဲ့နောက်တစ်ခုကသွေးဥမွားလေးတွေအကြောင်းမဲ့နည်းပြီးတော့ဖြစ်နေတဲ့ခနာကိုတုံ့ပြန်တိုက်ခတ်မှုများတဲ့ယောဂါလိုသတ်မှတ်ချင်းခံရတဲ့လူနာတွေမှာလည်းအစာရင်ဘိုးရှိရှိစစ်ဆေးကုသတယ်နဲ့နောက်တစ်ခုကတော့အစာရင်ကင်ဆာကိုကာကွယ်ဖို့အတွက်ဆိုပြီးတော့အစာရင်ဘိုးရှိရှိစစ်ဆေးကုသခြင်းဖြစ်တယ်ဘလို့ လူနာအုပ်စုတွေဆိုရင်ဆိုင်ကန်ဆာကာကွယ်တဲ့အနေနဲ့ဆိုင်ဘိုးစစ်ဆေးကုသရမလဲဆိုတော့ဆိုင်ပါပြီးရောင်ရမ်းတဲ့ atrophic gastritis လို့တွေ့ရှိရတဲ့လူနာတွေအမှန်ကြောင်းကျင်တာဖြစ်မှာပေါ့နော်။နောက်တစ်ခုက intestinal metaplasia ရှိပါရဲ့ဆိုပြီးတော့အသားက UV စစ်ဆေးတဲ့အဖြစ်မှာထွက်လာတဲ့လူနာတွေ။နောက်အဲကန်ဆာပြောင်းလဲမှုအစပြုနိုင်တဲ့ dysplasia ဆိုတဲ့ low grade လည်းဖြစ်ရင်ဖြစ်မယ် high grade လည်းဖြစ်ရင်ဖြစ်မယ်အဲ့လိုပြောင်းလဲမှုရှိတယ်လို့ တွေ့ရတဲ့လူနာတွေဒီလိုလူနာတွေမှာဆိုရင်တော့အစာအိမ်ပိုးရှိမရှိစစ်ပြီးရောရှိရင်ကုကိုကုတင်တယ်နောက်တစ်ခုအဲအစာအိမ်ကန်ဆာအစာပြုတ်တဲ့အဆင့်မှာတချို့စစ်ဆဲမိရင်တွေ့ရရှိတွေ့လိုက်လို့သေးချာအာအစာအိမ်မှန်ပြောင်းအသုံးပြုပြီးတော့ပဲခက်တာကုသခြင်းဖြစ်စေကြောင်မျိုးကြောင့်ခွဲစိတ်ခက်တာကုသခြင်းဖြစ်စေအဲ့လိုမျိုးလုပ်ပြီးသွားတယ်ဒါမို့အခုတွေ့ရှိပြီးဆိုရင်လည်းအစာအိမ်ပိုးရှိမရှိစစ်ဆဲကုသလိုက်တဲ့နောက်တစ်ခုအစာအိမ်ကန်ဆာ အဲအခုတွေ့ရင်ဖြစ်စေကုသပြီးပြီဆိုပြီးတော့ပြန်ကြည့်တဲ့ချိန်မှာဖြစ်စေစိုင်းပိုးရှိမရှိ မစစ်ရသေးရင် စစ်စေးကုသတင်တယ်မဟုတ်ရင်ပြန်ဖြစ်နိုင်တဲ့ထဲမှာပါတယ်နောက်တစ်ခုအစာအိမ်မှာအသက်ပိုးလုံးတွေပေါ့နော်နောက်ကန်ဆာပြောင်းလဲနိုင်ခြေရှိရလဲဖြစ်နိုင်တယ်ရင်သာပြောင်းလဲနိုင်ခြေတော့မသေးကြဘူးဆိုတဲ့အသက်ပိုးလုံးတွေလည်းရှိနိုင်တယ်ဒီလိုမျိုးအသက်ပိုးလုံးလေးတွေတွေ့ပြီဆိုရင်လည်းစာအိမ်ပိုးရှိမရှိစစ်စေးကုသတဲ့ ਨੇ အဲနောက်တစ်ခုကိုယ့်ရဲ့အဖေမေညီကိုမောင်နှမသားသမီးရင်းချတွေတဲက အစာရင်ကန်စာဖြစ်ဘူးတဲ့လို့ရှိရင်ကျန်တဲ့မိသားစုဝင်တွေမှာလည်းအစာရင်ပိုးစစ်ဆေးကုသတယ်နဲ့အဲတချို့နေရာဒေသတွေကအစာရင်ပိုးရှိတဲ့နေရာကတော့များတယ်အဲ့လိုအဲ့လိုနေရာဒေသတွေမှာနေတဲ့လူတွေဆိုရင်လည်းအစာရင်ပိုးရှိမှရှိစစ်ဆေးကုသထားတယ်နဲ့ဘောင်းဆိုအစာရင်ပိုးရှိနိုင်ခြင်းများတယ်အစာရင်ကန်စာဖြစ်နိုင်ခြင်းများတယ်ဆိုတော့ကဘာမှာတွေ့ရှိထားတဲ့နေရာဒေသရှိအဲ့လိုနေရာဒေသတွေမှာနေထိုင်တဲ့လူတွေဆိုရင်လည်းအစာရင်ပိုးရှိမှရှိစစ်ဆေးကုသထားခြင်းအပြင် ဆိုင်ကန်ဆာမဖြစ်မီကြိုတင်ကာကွယ်ထားလို့ရတယ်။နောက်တစ်ခုကဓာတ်သုံးပြန်မှုကြောင့်ဖြစ်တဲ့အဆိုင်ရောင်ယောဂါပေါ့ autoimmune gastritis လို့ယောဂါနာမည်တက်အမဲ့လူနာတွေဆိုရင်လည်းအဆိုင်ပိုးရှိရှိဆက်စပ်ကုသထားတယ်နဲ့။ဒီဟာတွေကတော့2024ခုနှစ် American College of Gastroenterology Guideline ကနေပြီးတော့ဖော်ပြထားတဲ့အဆိုင်ပိုးဘယ်လိုလူတွေမှာတော့ဆက်စပ်ကုသသင့်တယ်ဆိုတဲ့အချက်တွေပဲဖြစ်တယ်။နောက်ထပ်ဗီဒီယိုတစ်ခုမှာတော့ဘယ်လိုမျိုးကုသမလဲဆိုတဲ့ကုသမှုဟာ ကြောင်းကိုပါကျွန်တော်ထပ်ပြီးဆွေးနွေးပေးသွားပါမယ်အားလုံးကျေးဇူးပါပြောရှင်ကြပါသည်